ဟယ်လိုမင်္ဂလာပါလို့ယေရှုနာမအဖင်ကျိုးဆိုးနှုတ်ခွန်းဆက်ပါတယ်ဒီနေ့နှုတ်ကပတ်တော်ကိုခံယူတော်သူရောက်စီတိုင်းပေါ်မှာတန်ဆင်းသောဝိညာဉ်တော်ဖျားဆင်းတည်ပြီးတော့နှုတ်ကပတ်တော်ဒီနှလုံးသားထဲမှာအပင်ပေါက်ပြီးတော့အတိအကျပါစေလို့ယေရှုနာမအဖင်ဆုတောင်းကောင်းချီးပေးလိုက်ပါတယ်ဒီနေ့ကျွန်တော်အနေနဲ့ချီဆောင်ခြင်းတွင်အစင်တင်ဖြစ်ပလားဆိုတဲ့ခေါင်းစဉ်နဲ့နှုတ်ကပတ်တော်ကိုဝင်ကပြေးသွားမှာဖြစ်ပါတယ်တစ်ဆက်သေးမှာပဲ မန္တလေးမှာဖြစ်ဖြစ်တဲ့မြင်းငလင်နဲ့လည်းဆက်ဆက်ပြီးတော့ကျွန်တော်နှုတ်ပတ်တော်ကိုဝင်ငါပေးတော်မှာဖြစ်ပါတယ်။ကဘာပေါ်မှာမြင်းငလင်ဟာကျင်းဖန်များစွာလှုပ်ရှားခဲ့ပြီးဖြစ်ပါတယ်။နေရအနတ်ကဘာအနတ်မှာလည်းမြင်းငလင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းမြင်းငလင်ကျင်းဖန်များစွာလှုပ်ရှားခဲ့ပါတယ်။ဒါပေမဲ့ဒီတခါလှုပ်ရှားတဲ့ဒီတခါလှုပ်တဲ့မြင်းငလင်ဟာမြန်မာနိုင်ငံရဲ့တမိုင်းမှာအကြီးဆုံးလို့ပြောကြပါတယ်။ မြင်းကလေးဆိုတာမြေကြီးထဲကနေပြီးတော့တနေရာနေဘူးပြုတ်ပြီးတော့ပြင်းထန်တဲ့တုံခါမှုတစ်မျိုးဖြစ်ပါတယ်မြေကြီးထဲကနေပြီးတော့ဒိုင်နမိုက်ဖောက်ခွဲလိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့တုံခါမှုမျိုးဖြစ်ပါတယ်ဒါပေမဲ့ဒီမြင်းကလေးဖြစ်ပေါ်လာတဲ့အကြောင်းအရင်းကိုဒီနေ့သိပ္ပံပညာရှင်တွေဘူမိပညာရှင်တွေလည်းမသိခဲ့ကြပါဘူးသိပ္ပံပညာရှင်တွေက ဒီမင်းကလင် ဖြစ်တဲ့အခါမှာမင်းကလင်ရဲ့အားကိုတိုင်ဖို့အတွက်ကရိယာတစ်ခုတည်ထွင်ခဲ့ပါတယ်။အဲ့ဒီကရိယာရဲ့ညွန်ကြားချက်ကဂိင်္ဂနန်းတွေကတိတ်ကနေ30တိရှိတာဖြစ်ပါတယ်။30အဲ့ဒီနံပါတ်ကို magnitude လို့ခေါ်ပါတယ်။ခொနစ်နဲ့အထက်ဆိုရင်ပြင်းထန်တဲ့မင်းကလင်ဖြစ်ပါတယ်။အဲ့လိုခொနစ်နဲ့အထက်ချစ်တို့မှာတုံခံမှုဖြစ်တယ်ဆိုရင်အဲ့ဒီအနားမှာရှိတဲ့အဆောက်အုံတွေဟာ block ပဲခိုက်ခတ်နေပါစေ။ မခံမရနိုင်ပဲပျော်ကြပျက်စီးသွားရတာပဲဖြစ်ပါမိင်္ဂလင်ဘာကြောင့်ဖြစ်တယ်ဆိုတာကိုမပြောပြနိုင်သလိုမိင်္ဂလင်ဖြစ်မဲ့အချိန်တိုင်းကိုလည်းဘယ်သူမှခံမလို့မရပါဘူးဒါဘာကြောင့်လဲဆိုတော့ဒီမိင်္ဂလင်ဟိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းဟာကျွန်တော်တို့ကပါလောကနဲ့ကောင်းကင်မြေကြီးကိုဖန်ဆင်းသောဖရာသခင်ရဲ့လက်ရာတော်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဖရာသခင်ကဒီမြင်းကလေးအဖျင်လူတွေကိုစကားပြောတာဖြစ်ပါတယ်တနည်းအားဖြင့်တတိပေးခြင်းတဲ့ခါလဲဒီမြင်းကလေးနဲ့အဖျင်တတိပေးတယ်စကားပြောတယ်အရေးကြီးတဲ့အကြောင်းအရာတွေဘုံတကူထင်ရှားစေဖို့ရန်တွေ့ဖရာသခင်ကဒီမြင်းကလေးကိုအသုံးပြုတာဖြစ်ပါတယ်ဒီမြင်းကလေးဖရာသခင်ရဲ့အကြံစီကိုဘယ်သူမှတီးခွင့်မရှိပါဘူးဒါပေမဲ့ဖရာသခင်ရဲ့စီမံကိန်းအကြံစီကို ဖရားရဲ့လူတွေကတော့တည်ခွင့်ရှိတယ်အဲ့ဒီဖရားရဲ့လူဆိုတာတွေကကျမ်းစာထဲမှာ prophet လို့ခေါ်တယ်ဒီ prophet တွေကဖရားရဲ့အကြံစီကိုသူတို့တည်ခွင့်ရတာဖြစ်ပါတယ်ဒါပေမဲ့ဒီအချိန်မှာ prophet တွေအတုအယောင်တွေလည်းရှိနေတာဖြစ်ပါတယ်ကျွန်တော်တမန်ကျမ်းစာအုပ်ထဲမှာဓမ္မဟောင်းကျမ်းမာပဲဖြစ်ဖြစ်ဓမ္မသစ်မှာဖြစ်ဖြစ်ဒီမြင်ကလေးလုတ်တဲ့အကြောင်းကိုအများကြီးကျွန်တော်တို့ပေါ်ပြထားတာကိုတွေ့ရပါတယ်။ဘုရားဘုံတင်စားစီဖို့အတုံးပြုတယ် လက်တွေ့မှာလည်းအသုံးပြုခဲ့တာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ခရစ်တော်လက်ဝါးခတ်တိုင်မှာအသေးခါနဲ့အခါမှာမြင်းငလင်လုတ်ပါတယ်ဒါဟာဘုရားရှင်ကဘုံကြီးသောဘုရားဖြစ်ကြောင်းကိုလူတွေသိအောင်လို့ပြသလိုက်ခြင်းဖြစ်ပါတယ်အခု28ရက်နေ့ကမြန်မာနိုင်ငံမန္တလေးစကိုင်းတိုင်းကနေပြီးတော့အခြေပြုပြီးဖြစ်ပေါ်လာတဲ့မြင်းငလင်ဟာဆိုရင်အင်မတန်မှ ြင်းထန်တဲ့မြင်းကလေးတမျိုးဖြစ်ပါတယ်7.7 magnitude ဖြစ်ပါတယ်ဒါကြောင့်မို့အဆောက်အုံတွေပျက်စီးရတာဖြစ်ပါတယ်ကြည့်မဆိုရင်ဒီမြင်းကလေးကြောင့်အင်းတွေပြိုကျပျက်စီးရတယ်အင်းတွေဆိုရင်၄ထပ်လောက်ရှိတဲ့အင်းတွေခုနှစ်ထပ်ရှိတဲ့အင်းတွေဟာအထက်ကနေဒိုင်နမိုက်နဲ့ခွဲတယ်လို့ပဲတခါတည်းမြေကြီးပေါ်ကိုပြားပြားပြာမုံတကယ်လို့ဖြစ်သွားတာတွေ့ရတယ်ပြီးတော့ဒီမြန်မာဗုဒ္ဓဘာသာတွေကို ကိုကိုယ်တဲ့အမြတ်တနိုးထားတဲ့စေတီပထိုးတွေဟာလေဒီငယ်နေကြောင်းကြိုးကြပစ္စည်းခဲ့ရပါတယ်စေတီပထိုးပထိုးတွေဟာဆိုရင်အမတန်မှဖုန်လေးချင်းခိုင်မာတဲ့စေတီပထိုးတွေဖြစ်ပါတယ်ပြီးတော့အမတန်တန်နဲ့ဆောက်ထားတဲ့တံတားကြီးတွေလည်းပြိုကျပစ္စည်းသွားတာကိုတွေ့ရတယ်မော်တော်ကားလမ်းတွေဟာကြိုးပြတ်အဲ꿰ပြီးတော့တုံးလို့မရတဲ့ဒီဖြစ်သွားပါတယ်မြေထားတန်လမ်းတွေဟာဆိုရင်လေ꿰တောက်ပြတ်တောက်ပြီး ျက်စီးသွားတာကိုကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်ဒါကြောင့်မို့လူတွေထောင်နဲ့ချီပြီးတော့ဒီငလင်တန်းကြောင့်တည်ဆုံနေရပြီဖြစ်ပါတယ်အခုမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့မီဂလင်ဘေးရန်ကဆိုးကြီးဟာတခါမှမဖြစ်ဘူးတဲ့အဖြစ်ဆိုးကြီးဖြစ်ပါတယ်အုတ်ချုပ်တဲ့စစ်အာဏာရှင်ကလည်းမခနိုင်သူဒဏ်မခနိုင်လို့ ကိုပြည်တွင်းကနေနိုင်ငံခြားကိုထွက်ပြေးတင်းရှုံကြတဲ့လူတွေဟာလည်းတိမ့်နဲ့တိမ့်နဲ့တန်းနဲ့ချီပြီးတော့ရှိနေတာဖြစ်ပါတယ်။ရှိတဲ့လူတွေလည်းစစ်တပ်ကအတင်းအဓမ္မနှိစက်ခြင်းကိုခံနေရတာဖြစ်ပါတယ်။ခုချိန်မှာဆိုရင်နိုင်ငံရေးစီးပွားရေးလူမှုရေးအဆအဆအရာရာမှာအတိဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံဖြစ်ပါတယ်။ဒီချိန်မှာမြန်မာနိုင်ငံကကိုချရောက်ကိုကိုရက်တင်မဲ့စွမ်း မရှိတော့ပါဘူးဒါကြောင့်မို့ကဘာကိုလမ်းပြီးတော့အကူအညီတောင်းနေရတဲ့အခြေအနေမျိုးကိုရောက်ရှိသွားပြီဖြစ်ပါတယ်ဒါကြောင့်မို့မြန်မာနိုင်ငံရဲ့အခြေအနေဟာရေရင်းထဲမှာကြားတဲ့ကျွတ်ကလေးလိုဘဝကိုရောက်ရှိသွားပြီဖြစ်ပါတယ်ဒါကြောင့်မို့အထူးသဖြင့်ကျွန်တော်ဒီနေ့ပြောချင်တာကမြန်မာနိုင်ငံဟာဝိညာဉ်ရေးမှာအင်မတန်မှပဲစီးရဲခဲ့တာဖြစ်ပါတယ်ဒီဒါကြောင့်မို့လို့ဖျားရှင်ရဲ့ အကွဲအကားကိုမရရှိတာဖြစ်ပါတယ်ဒါကြောင့်မို့မြန်မာနိုင်ငံမှာယုံကြည်သူများတို့ပွားလာဖို့ခရစ်တော်ကိုယုံကြည်လက်ခံတော်သူများမြပြတ်လာဖို့ရန်တွေခရစ်တော်ကအလိုရှိတာဖြစ်ပါတယ်ဘုရားရှင်ကသူ့ရဲ့ချက်ချင်းမေတ္တာနဲ့လူတွေကိုစီယုံတင်းတွင်းတွေ့ပြီးတော့ခေါ်ဆောင်နေတာဖြစ်တယ်ဆိုတာကိုတတိပြုကြဖို့တတိပြုမှုရန်ကျွန်တော်နဲ့တိုက်တွန်းချင်ပါတယ် ဒီတိုင်းဆက်နေသွားရင်မြန်မာနိုင်ငံဟာတိထက်မကစိုးရတဲ့ဒန်တွေငလင်ဒန်တွေကြီးမားစွာ ထပ်ပြီးတော့ခံစားရအောင်မှာဖြစ်ပါတယ်ဆိုတာကိုသိပေးချင်ပါတယ်ဒီနေ့အထိဆိုရင်လူအသေးပြောက်ဟာ1900လောက်ရှိနေပြီဖြစ်ပါတယ်ကယ်ဆယ်ရေးလုပ်ငန်းတွေကလည်းမနိုင်မနှင်းဖြစ်နေပါတယ်အလောင်းတွေရဲ့ပုတ်ပြက်တဲ့နာစော်တဲ့ယာတွေဟာတမျိုးလုံးကိုလွမ်းခြုံထားပါတယ်အနိဋာယုံ မြင်ကွင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကဲတင်ပရှင်ခရစ်တော်ကဒီလောကမှာရှိနေတဲ့အချိန်မှာသူ့ရဲ့တပည့်တွေကိုမကြာခဏပြောတော်ရှိတယ်။ငါတနေ့ကြာရင်မင်းတို့အတွက်ကောင်းကင်မှာနေရာပြင်ဆင်ပြီးတော့မြေကြီးပေါ်မှာပြန်လာပြီးတော့ငါရဲ့အသင်းတော်ကိုတင်ဆက်မယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့ကြုံတွေ့ရတဲ့နမိတ်လက္ခဏာတွေဟာခရစ်တော်ပြန်လာခြင်းအတွက်နမိတ်လက္ခဏာတွေပဲဖြစ်တယ်ဆိုတာကို အတိပေးခြင်းပါတယ်။တမန်ကျမ်းစာထဲမှာအတိလင်းပြောထားပါတယ်။တပည့်တော်တွေကခရစ်တော်ကိုမေးတဲ့အခါမှာဘယ်လိုပြန်လာမလဲ။ဆိုတာကိုခရစ်တော်ကအတိကျနေ့ဆွဲမပြောပါဘူး။ဒါပေမဲ့မင်းတို့ကဘာပေါ်မှာဘေးဆိုးရာဆိုးထူးဆန်းတဲ့အဝဝယ်ဖြစ်ပျက်တဲ့အမှုရာတွေကို ကြည့်ခြင်းအပြင်ငါပြန်လာဖို့အချိန်နည်းပြီဆိုတာကိုတတိပြုပြီးတော့နေမေညမေပဲနဲ့တတိနဲ့စောင့်နေကြပါဆိုပြီးတော့အတန်တန် မှာကြားခဲ့တာဖြစ်ပါတယ်ဒီနမိတ်လက္ခဏာတွေကြည့်ချင်းအားဖြင့်ခရစ်တော်ဒုတိယခြင်းပြန်လာဖို့အချိန်ဟာအလွန်ပဲနှိမ့်ကနေပြီဆိုတာကိုအားလုံးသတိပြုကြဖို့ရန်ဆက်လက်ပြီးတော့တိုက်တွန်းချင်ပါတယ်ဒီလက္ခဏာတွေကိုကြုံတွေ့တဲ့အခါမှာကျွန်တော်တို့လောကရာတွေကိုဆွဲလန်းဖို့ပုံပဲဝိညာဉ်ရေးရာမှာခရစ်တော်လိုချင်တဲ့ပုံစံတိုင်းခရစ်တော်ကိုစောင့်မျှော်ပြီးတော့နေမညာအစွမ်းကုန်စူးစမ်းပြီးတော့ ဝိညာဉ်ရေးရမှာတိုးတက်အောင်ကျွန်တော်တို့လှုပ်ဆောင်ကြရမယ့်အချိန်မျိုးဖြစ်ပါတယ်။တတို့အသားဖြစ်တဲ့ခရစ်တော်ပြန်လာတဲ့အခါမှာကျွန်တော်တို့ဟာတတို့သမီးတွေဖြစ်တဲ့ဒါကြောင့်မို့တတို့သမီးတွေရနေပြီးတော့တတို့သားကိုလာမယ့်အချိန်ကိုပြင်ဆင်ပြီးတော့အစဉ်အသင့်စောင့်နေကြဖို့တတိပေးနေတယ်ဖြစ်ပျက်ခြင်းတွေဖြစ်တယ်ဆိုတာကိုထပ်မံပြီးတော့သိစေချင်ပါတယ်။အကယ်၍မိမိတို့ယုံကြည်သူများဟာခါတိုင်းလိုပဲမယုံကြည်သူတွေနဲ့အတူ ဖာတိဖာသာနေမယ်ဆိုရင်ကျွန်တော်တို့ဟာခရစ်တော်ရဲ့ကြီးဆောင်ခြင်းနဲ့လွဲချော်သွားမှာဖြစ်ပါတယ်ခရစ်တော်ရဲ့ကြီးဆောင်ခြင်းနဲ့ဟာတနည်းအားဖြင့်ဖယားတခင်ရဲ့နေရကြီးဖြစ်ပါတယ်ဖယားတခင်ရဲ့နေရကြီးဆိုတာဒီကမ္ဘာလောကမှာရှိတဲ့လူသားတွေအားလုံးအတွက်အရေးကြီးဆုံးသောနေဖြစ်တယ်ဖယားတခင်အတွက်လည်းအရေးကြီးဆုံးသောနေတစ်နေ့ဖြစ်တယ်မယုံကြည်သူတွေနဲ့လည်းဆိုင်တာဖြစ်တယ်ယုံကြည်သူတွေကိုသင်းစေပြီးတော့မှမယုံကြည်သူတွေကိုလည်းဖယားရှင်ကတရားစီရင်ပြီးတော့ အပြစ်ဒဏ်ကိုဒဏ်ခတ်မှာဖြစ်ပါတယ်ဆိုတာကိုကြိုတင်ပြီးတော့တတိပြုဖို့ရန်ထူးလိုအပ်လျက်ရှိပါတယ်ဒီချိန်ကနောက်ဆုံးသောကာလရဲ့နောက်ဆုံးနေ့များဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ထပ်မံပြီးတော့တတိပေးချင်ပါတယ်ဒီနေ့မြန်မာနိုင်ငံမှာဖြစ်ပျက်တဲ့မိင္ကလေးဟာမြန်မာနိုင်ငံရဲ့အလဲဘုံမြန်မာနိုင်ငံရဲ့အသေးနှလုံးဖြစ်တဲ့စကိုင်းရနေစခဲ့တာဖြစ်ပါတယ်မန္တလေးရနေစခဲ့တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဖယားသခင်နဲ့အလိုတော်ကပါလဲဆိုရင်လူအပေါင်းတို့လူကဲတင်ချင်းကြပြီတော့တမာတရားကိုတည်ဖို့ရန်တာဖယားသခင်ရဲ့အလိုတော်ဖြစ်တဲ့ဒီနေ့မယုံကြည်သူတွေမြောက်များစွာရှိတဲ့ရှိနေတဲ့နေရာတွေမှာဖယားသခင်ကဒီလူတွေကို သူ့ရဲ့ချစ်ခြင်းမြတ်တာနဲ့သူ့စီကိုလာဖို့အတိပေးပြီးတော့ဆွဲခေါ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ခရိယန်သာသနာပြုတ်တွေကဒီခရစ်တော်အကြောင်းကိုဟောပြောဝင်ရတဲ့ခါမှာဒီမယုံကြည်သူတွေကခေါင်းမာပြီးတော့ မသိသလိုနေတဲ့အခါမှာဘုရားရှင်ကခုလိုပြင်းပြင်းထန်ထန်နဲ့တတိပေးပြီးတော့ခေါ်နေတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့တနေ့ကြာရင်မပြောဘူးမရှိနဲ့ပြောထားပြီးသားဖြစ်တယ်အတိပေးထားဖြစ်တာဖြစ်တယ်ဒီနို့ရဲ့အမားကြောင့်ဆိုတာကိုခရစ်တော်ကတည့်တည့်ထူမှာဖြစ်ပါတယ်ဘုရားရှင်ကလူတိုင်းကိုချစ်တာဖြစ်တယ်လူတိုင်းကိုကယ်တင်ခြင်းတာဖြစ်တယ်ငရေကနေလွတ်မြောက်စေခြင်းတာဖြစ်ပါတယ်ဆိုတာကိုအလုံးတည်ဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုစကိုင်းနဲ့ မန္တလေးဟာဆိုရင်ကြည့်မယ်ဆိုရင်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင် အများဆုံးဒီဗုဒ္ဓဘာသာသာသနာဝန်ဆောင်ဘုန်းတော်ကြီးတွေအများဆုံးနေတဲ့နေရာလေးဖြစ်တယ်။အနည်းနာမှာရှိတဲ့ပကံညောင်ဦးတို့မှာဆိုရင်လည်းစေဒီပထိုးတွေဟာနေရာတိုင်းမှာအနှံ့ပြားရှိနေတာဖြစ်ပါတယ်။စေဒီပထိုးတိမ့်နဲ့တန်းနဲ့စီပြီးတော့ရှိနေတာဖြစ်ပါတယ်။မန္တလေးမှာဆိုရင်လည်းမန္တလေးအမြင့်ဆုံးနေရာမှာမန္တလေးတောင်ဆိုတာရှိတယ်။အဲ့ဒီနေရာမှာလည်း စီတီပထိုးတွေကပဲနေရာယူထားတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီမန္တလေးမြန်မာနိုင်ငံအပါအဝင်တနိုင်ငံလုံးအနေနဲ့ခရစ်တော်ကိုသိစီပြီးတော့သူ့ထံမှာကယ်တင်ရှင်ကိုရယူဖို့ရန်တွေ့ခရစ်တော်ကဒီနေ့တတိပေးပြီးတော့ခေါ်နေတာဖြစ်ပါတယ်ဆိုတာကိုထပ်မှပြီးတော့သိစေချင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ခရီးယံယုံကြည်သူတွေနဲ့ဒီဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကို 定考察就比如，就那多个人来，得看拉咩结果。用这些计算呢，你没人家没上一批，别些模样啊，清撇得咯。就那多也，啊，你估忙得嘛了？别得没用基础来过来，直接打约。可你对呀讲，get 这些账户，为啥被不平白呢？打讲如啊，幺时代，幺些讲起名来，考察比如 get 新时代，比如讲起哪样嘛？ စာမြတ်တော်သူများဖြစ်ပါစေလို့ယေရှုနာမအပြင်ဆုတောင်းကောင်းချီးပေးလိုက်ပါတယ်။ရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေ။